conclave လို့ခေါ်တဲ့ပုံရဟန်းမင်းကြီးတစ်ရွေးချယ်ပွဲကိုမေလ9ရက်နေ့မှာစတင်တော့မယ်လို့ Vatican နဲ့တော်ကထုတ်ပြန်ကြေညာထားပါတယ်။ဝိပုရာ Sistine Chapel အတွင်တကားပိတ်ပြုလုပ်မဲ့အစည်းအဝေးဖြစ်ပြီး ကမ္ဘာတဝန်းမှကာဒီနယ်ဖုံးတော်ကြီး135ပါဝင်ကြမှာဖြစ်ပါသည်။ Easter တနင်္လာနေ့ AP 21ရက်နေ့မှာပိုဟန်မင်းကြီး Francis ကွယ်လွန်ပြီးတဲ့နောက်၎င်းရဲ့စာပနာကို AP 26ရက်နေ့မှာကျင်းပခဲ့ပြီးဖြစ်ကပိုဟန်မင်းကြီးရွေးချယ်ပွဲစာမေးနေ့တက်မှတ်လိုက်ခြင်းဖြစ်ပါသည်။ Conclave ကမိများကြမယ်ဆိုတဲ့အခြေသက်မှတ်ချက်မျိုးမရှိပါဘူး။2005ခုနှစ်နဲ့2013ခုနှစ်တို့မှာကျင်းပခဲ့တဲ့ရခိုင်ပိုဟန်မင်းကြီးရွေးချယ်ပွဲကနှစ်ရက်တာကြာခဲ့ပါသည်။အလွန်လျော့ဝတ်တဲ့ရွေးချယ်ပွဲဖြစ်ပြီးဖျားရှိခိုးကြောင့်မိကိုခေါင်းတိုင်မှအဖြစ် ောင်မျိုးကိုထွက်လာပါကပုံဟန်မင်းကြီးတစ်ပေါ်ထွက်ပြီလို့အတိတ်ပဲရပြီးအမဲရောင်မျိုးကိုထွက်နေပါကပုံဟန်မင်းကြီးတစ်မပေါ်သေးဘူးဆိုတဲ့အတိတ်ပဲကိုဆောင်းပါတယ်ဗာတီကန်နန်းတော်ပြောခွင့်ရှိသူအဆိုရကာဒီနယ်များကစိန့်ပီတာဖျားရှိခိုးကျောင်းမှာ စုစည်းပြီးတဲ့အခါမဲပေးရန်အခွင့်ရှိသူများက16ဆဘယ်မှာစုဝေးကြပါမယ် အဲ့ဒီလိုဆိုရေးပြီးတဲ့နဲ့ကာဒီနယ်များဟာပွင့်ဟမ်းမင်းကြီးတဲ့မထွက်ပေါ်မချင်းပြင်ပလောကနဲ့အဆက်အသွယ်လုပ်ခွင့်မရှိပါဘူး။ပွင့်ဟမ်းမင်းကြီးတဲ့ဖြစ်လာမဲ့သူကမဲရီအတွက်ရဲ့သုံးပုံထပုံကိုရရင်လိုပါတယ်။ကာဒီနယ်တဦးစီကလက်တင်ဘာသာဖြစ်ရေးထားတဲ့ကပြားပေါ်တွင်၎င်းတို့ရေးထားတဲ့နာမည်ကိုဖြည့်ထည့်ရပါမယ်။အကွယ်၍ရေးချေပွဲ၃ရက်ကြာပြီးအထိအဖြစ်မရသေးပါကတရက်ရက်နာခွင့်ရှိပါတယ်။စစ်တင်းချပဲအပြင်ဘက်တွင်မူမိโกကောင်းတိုင်းမှထွက်လာမဲ့မိโกအယံကိုတစ်ကဘာလုံးကစောင့်ကြည့်နေကြရမယ်။ ဖရန်စစ်ကွယ်လွန်ပြီးတဲ့နောက်ဗာတီကန်အရေးကိုကဲဆောင်ရွက်နေသူနေရာကိုလက်ရှိမှာကာဒီနယ်ဖုံးတော်ကြီးကက်ဗင်ဖရီကယာယီတာဝန်ယူထားပါတယ်။ဂွန်ကလစ်အပြီးမချင်းဖရီက၎င်းတာဝန်ကိုဆက်ယူထားပါမယ်။၎င်းဟာအမေရိကန်ရှိဖျားရှိကိုကြောင်းများတွင်အနှစ်30ကျော်တွေ့ကြုံရှိပါတယ်။